အာနာသိန်းစကောင်းစီတက်တဲ့တန်းတက်မတော် TNL တို့အပြစ်ရဆဲပြီးမိုးကုံနဲ့မိုးမေမျိုးတွေကလည်း TNL တက်တွေဆုတ်ခွာဖို့သဘောတူညီခဲ့ပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ရဲ့အမေပေးကွက်ကဲမှုအောက်မှာရှိတဲ့ပြည်သူ့ကာကွယ်ရေးတက်မတော် MNDY PDF ကတော့ထင်းချုပ်နေမျိုးတွေကာကွယ်ဖို့မေဖတ်တလိုင်းအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်လှုပ်ဆောင်သွားမယ်လို့မင်းကကြေညာပါတယ်တရုတ်ရဲ့ဂျာဝင်မှုကြောင့်စစ်ကောင်စီနဲ့ဆွေးနွေးအပြစ်ရဆဲခဲ့ရတဲ့အခြေအနေကို တရားနယ်လေးကထုတ်ပြန်ပြီးနိုင်ပိုင်းအကြောင်းမှာပဲမန္တလေး PDF ကအခုလိုကြေညာခဲ့တာပါမန္တလေး PDF စတင်စုဖွဲ့ခဲ့တဲ့2021ကစလို့ Federal Democracy ရရှိရင်နဲ့ဆီအာနာရှင်စနစ်အမြင့်ပြတ်ချိန်မောနိုင်ရတို့အတွက်ဒီဇိုင်းမမတ်တိုက်ပွဲဝင်နေတယ်လို့အသိပေးထားပါတယ်လက်ရှိကာလတွေမှာတိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေရဲ့ပံ့ပိုးကူညီမှုမိဖက်နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ပူးပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့အစွတ်လွတ်ပေးဆက်မှုတွေနဲ့တူမန္တလေးဒေသအတွင်းကနေမည်တချို့ကိုထိန်းချုပ်စုဝေါ်နိုင်ခဲ့တယ်လို့ဆိုပါတယ် ရရှိထားတဲ့ထင်းချုံနေမျိုးတွေကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ရတဲ့မေဖက်တလိုင်းအဲအစုတွေနဲ့လက်တွဲပြီးအာသွန်ခွန်ဆိုင်ကျူးပန်းသွားမယ်လို့မန္တလေး PDF ကအသိပေးထားတာပါစစ်ကောင်စီနဲ့အပြစ်ရဆဲတာဟာရာရီအပြစ်ရဆဲတာဖြစ်တယ်လို့တရားနယ်လေးအနေနဲ့လည်းမဟာမိတ်တွေကိုတနည်းနည်းနဲ့အကူအညီတွေပေးနိုင်တယ်လို့တရားန်တရားမြတ်တချို့ကသုံးသပ်ပြောကြပါတယ်တရားနယ်လေးဟာမလွဲမရှောင်သောစစ်ကောင်စီနဲ့အပြစ်ရဆဲကြရတာလို့တရားန်တရားမြတ်နဲ့ရှမ်းမြောက်အရေးလေးလာသူတချို့ကပြောပါတယ်မိုးကုံမြို့ကနေတရားနယ်လေးတက်တွေဆုတ်ခွာတယ်ဆိုပေမဲ့ PDF တွေကအဆုံးမပေးဘဲဆက်လက်အစိုးမထိန်းချုပ်နိုင်အောင် ခုခံတိုက်ခိုက်သွားမှာဖြစ်တယ်လို့ PDF တချို့ကပြောပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာအမှတ်63နီးပြအောင်မူကိုဝေမိုးကျော်ကလည်းဘာပဲဖြစ်ဖြစ်တရားနယ်လေးအနေနဲ့အကောင်းဆုံးရုန်းကန်ခဲ့တာပါ။ Congratulations ပါကိုကတော့ကိုအလုပ်ကိုဆက်လုပ်ချားစရာရှိတာဆက်ချရမှာလို့မနေ့ညပိုင်းက Facebook မှာရေးသားထားပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ကမိုးကုတ်ဗျူဟာကလည်းမိုးကုတ်မြို့ကိုချစ်တဲ့ပြည်သူတွေကိုရည်ညွှန်းတဲ့ကြေညာချက်တရက်ကိုမနေ့ကထုတ်ပြန်ခဲ့ရမှာ။ ဒေါ်လာရေးခရီးမှာဘလို့အခက်ခဲကြုံကြုံဆက်လက်တိုက်ပွဲဝင်သွားမယ်လို့အတည်ပြုခဲ့ပါတယ်ရှင်။